ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တက်ဖိုက်စီစဉ်နေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒါအားလုံးပဲသိကြရတဲ့အတိုင်းပဲဒါကျွန်တော်တို့ဒါလက်ရှိချိန်ဒီမှာဆိုလို့ရှိရင်တော့ဒါ Android ဖုန်းတွေထုတ်တဲ့ကုမ္ပဏီတွေကဒါတဖြည်းဖြည်းအပြိုင်ဆိုင်ပေါ့နော်ပြဿနာအပြိုင်ဆိုပြီးတော့ဒါဂိမ်းမင်းပိုင်းမှာရောကင်မရာပိုင်းမှာရောဒါပို့ပို့ပြီးတော့ကောင်းမွန်အောင်ထုတ်လုပ်နေကြတာဒါကျွန်တော်တို့အားလုံးအပြည့်ပဲဆိုတော့ဒါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကသူ့မှာတုံးမိထားတဲ့ performance ဘိုင်းတွေကတော်တော်လေးကုန်ပါတူတယ်တူတဲ့အပြင်ကောင်မှသူ့မှာ quality ချက်လေးနည်းနည်းတော့ရှိတာပေါ့လေ တော့အဲ့ကွာဟာချက်ရှိနေတဲ့ဖုန်းနှလုံးအကြောင်းကိုကျွန်တော်ဒီနေ့မှာ compare လုပ်ပြီးတော့ပြပြပေးသွားမယ်။ဆိုတော့ဘယ်ဖုန်းတွေဖြစ်မလဲ။သုံးနေကြည့်လိုက်အောင်။ဆိုတော့ကျွန်တော်ဒီနေ့မှာ compare လုပ်ပြီးတော့ပြပြပေးသွားမယ်ဖုန်းနှလုံးကတော့ကျွန်တော်ဒါ Vivo ကထုတ်ထားတဲ့ H200 Ultra ရေ။အဲ့နောက်တစ်လုံးကတော့ကျွန်တော်ဒါ Xiaomi ကထုတ်ထားတယ်မကြာတော့တဲ့အချိန်တွင်းမှာထွက်ရှိလာတော့မယ် Xiaomi ကထုတ်ထားတဲ့ Poco F7 Ultra ဆိုတော့ဒီဖုန်းလုံးလုံးပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်ဒီမှာကသူကဒါ design မဲ့ကိုအရင်ကြည့်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဘာမှသိပြီးတော့သူကြွားခွာချက်တီး မရှိဘူးတော့ base frame တွေကတော့နှစ်မျိုးလုံးကတော့ aluminum frame တွေပဲတုံးထားတာဆိုတော့အဆင်ပြေတယ်။အဲသူ့မှာပါဝင်တဲ့ဒီအနောက်က design ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နှစ်ခုလုံးကဒီ camera အဝိုင်း design လေးကိုမှသူအောက်မှာဆိုလို့ရှိရင်တော့ကိုင်လုံးကောင်းအောင်အဲလွယ်လွယ်နဲ့လွတ်မကျအောင်ပေါ့နော်။3မီတာတဲ့ grid တွေကတော့တိတ်ပြီးတော့ design လေးက quality ချက်မရှိဘူးဆိုတော့အဲ့ဒါခဏထားလိုက်တော့ဆိုတော့ camera ဘိုင်းကိုကျွန်တော်အရင်ပြပြမယ်။ camera ဘိုင်းမှာကသူက 음ကြည့်ရမယ်ဆိုလို့ရှိရင်တော့သူက Vivo ကထုတ်ထားတယ် X200 Ultra လေးကတော့ကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျဘာလို့လဲဆိုတော့သူ့မှာ3မီတာတွေစင်ဆာကကျွန်တော်က Sony ကထုတ်ထားတယ် L1TQ18 ဒါကို main စင်ဆာအနေနဲ့3မီတာတွေအဲ့ဒါပဲလားဆိုလို့ရှိရင်တော့မဟုတ်သေးဘူးသူ့မှာဒါ200 megapixel အမြင့်ဆုံး scoring ပေးထားတယ်ကင်မရာလေးပါတယ်ဆိုတော့ ီကောင်ကဒါရှောင်းမီနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးဥမာကွာဟရတယ်လို့ပြောလို့ရတယ်ရှောင်းမီမှာကတော့သူအရင်တော့အသုံးထားတဲ့အတိုင်းပဲဒီပုံမှန် lens ပဲဒီ50 megapixel ပဲဆိုတော့ဒါဘာမှသိပြီးရောသူတို့ကြကြ sample special မတွေ့ရဘူးဆိုတော့ဒါအခုကြည့်နေတဲ့ပရိသတ်ကဓပုံရရတာဝါသနာပါတယ် ။အဲဒါမို့လို့ရှိရင်လည်းကျွန်တော်တို့လိုမျိုးအခုလိုမျိုး vlog တွေရိုက်ရတာ Wanda Party ဆိုလို့ရှိရင်တော့ဒီ Vivo phone လေးကိုတော့ရွေးချယ်ဖို့နေတယ်ကျွန်တော်အနေနဲ့ကြံပေးခြင်းနဲ့ဆိုတော့ဒါ performance ဘိုင်းကတော့ကျွန်တော်ဒါ video အစမှာပြောထားသလိုပဲသူ့မှာ၃မီတာတွေ specification တွေကအတူတူပဲဖြစ်နေတာ။ဘယ်လိုမျိုးတူနေရလဲဆိုလို့ရှိရင်တော့သူ့ရဲ့ performance chipset က Snapdragon 8 Elite ကိုမှ RAM လေးလာတူ RAM ဘယ်လိုတူလဲဆိုတော့ RAM tray ရယ် RAM system ဆိုရယ်ဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်စရာနှစ်မျိုးကအဲ့ဖုန်းနှလုံးလုံးမှာရှိတယ်။ တော့ဒီ performance ဘိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့တိတ်ပါမှပြောစရာမရှိတာဒါပေမဲ့ storage ဘိုင်းကကျွန်တော်တစ်ချက်ကြည့်လိုက် storage ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Vivo H200 Ultra မှာကသူက RAM 16ဆိုလို့ရှိရင် storage က 1TB storing ပေးထားတယ်အဲဒါပေမဲ့ Xiaomi မှာကျတော့သူက RAM 16မှာသူရဲ့ storage က 512GB ပဲ spawn ပေးထားတာဖြစ်တဲ့အတွက်အဲတော့ကျွန်တော်တို့လုပ်ငန်းလိုအပ်ချက်အရသာ storage ကိုများများဆဆလိုအပ်တဲ့ဒူရီဆိုလို့ရှိရင်တော့ဒီ Vivo X200 Ultra ကတော့တော်တော်လေးဥမာအဆင်ပြေလိမ့်မယ်တော့နောက်ဆုံးအနေနဲ့ကကျွန်တော်တို့ဒါဖုန်းသလုံးဝယ်မယ်ဆိုလို့ရှိရင်မဖြစ်မနေကြည့်ရမယ်ဘက်ထရီဘိုင်းကျွန်တော်လုံးဝမိန်ထားလို့ဒီဘက်ထရီဘိုင်းမှာကတော့ကျွန်တော်နဲ့ဒါအမြင်သူတွေလူတွေရှိကျွန်တော်နဲ့အမြင်ခွဲတဲ့လူတွေရှိဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒါ Xiaomi ကသူ့ရဲ့ battery capacity ကအားတော့အမြင်ရှိ Vivo ကထုတ်ထားတဲ့ဖုန်းဆိုလို့ရှိရင်သူ့မှာကကျွန်တော်တို့ battery capacity က6000 mAh ရှိတယ် ဆိုတော့ဒီလိုမျိုးနှစ်ခုကွာဟနေတဲ့နေရာမှာကျွန်တော်ပူကြိုက်တာတော့ရှောင်းနေဘယ်ဒီပိုင်းရပြောတာနော်ရှောင်းနေကိုပူကြိုက်တယ်ဘာလို့အဲ့လိုပူကြိုက်တာလဲလို့ပြောရမယ်ဆိုလို့ရှိရင်တော့သူ့မှာသုံးမိတာတဲ့ charging sporting system ကြောင့်ပဲဘာလို့ဒီ charging sporting system ကကျွန်တော်အနေနဲ့ပို့ပြီးတော့တဘောကြလဲဆိုတော့အားတွင်းမြန်နေကြအားမြန်မြန်ပြည့်ဖုံးမြန်မြန်ပြန်သုံးလို့ရတယ်ဂိမ်းဆော့လို့ရတယ်ပို့တဘောကြတယ်အဲရှောင်းမိမှာဆိုလို့ရှိရင်တော့သူ့ရဲ့ charging sporting က 120 watt display နဲ့ပေးထားပြီးတော့ vivo မှာဆိုလို့ရှိရင်တော့90 watt display နဲ့ပေးထားတာဆိုတော့အားသွင်းတာမြန်တဲ့အတွက်ကိုကျွန်တော်အနေနဲ့ကတော့ရှောင်းမြို့ပို့ပြီးသဘောကျတယ်လက်ရှိဈေးတန်းကိုကျွန်တော်တို့နေကြည့်လိုက်ရသလောက်ကတော့ Vivo ကတော့ကျွန်တော်ဒီ Vivo X200 Ultra ပေါ့နော်လက်ရှိသူ့ရဲ့ဈေးတန်းပတ်ဝန်းကျင်က25သိန်းပတ်ချလဲမှာတို့ရှိနေတယ်အဲဒီ Xiaomi ကထွက်လာမဲ့ Poco F7 Ultra ကတော့လက်ရှိသူ့ရဲ့ဈေးတန်းကတော့သိန်း30ဝန်းကျင်မှာရှိနေတယ်โอเคဈေးတန်းအရာရေခုနကပြောရတဲ့အချက်တွေကိုကြည့်ကျွန်တော် overall အနည်းချုပ် ပြန်ကြည့်ပြီးတော့ကျွန်တော်အနေနဲ့ဒီနှလုံးနဲ့တလုံးကိုမဖြစ်မနေရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့ဒီရှောင်းနေရာထုတ်ထားတဲ့ Poco F7 Ultra ကိုရွေးချယ်ဖြစ်မှာဖြစ်ပါတယ်။ဆိုတော့အခုချင်းနေရဲ့ border တွေဆိုလို့ရှိရင်ရောဒီဖုန်းနှလုံးနဲ့ကဘယ်ဖုန်းကိုရွေးချယ်ဖြစ်မလဲ။ဘာကြောင့်လဲ။ဒါမှမဟုတ်လို့ရှိရင်တခြားကျွန်တော်တို့ကြိုက်တဲ့ဖုန်းတွေရှိလား။ကဲကောင်းမှရေးခဲ့ပေးပါ။ review လုပ်ပေးပါမယ်။ကြည့်ရှုရတဲ့အတွက်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။ See you guys.